စင်းရဲမဲ့အချက်ခုနှစ်ချက်နံပါတ်၁ကတော့မစင်စားပဲသုံးတယ်ဒီနေ့ကိုယ့်ရဲ့ပတ်စံသုံးနည်းဟာနောင်ဆယ်နှစ်မှာကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးကြီးကိုထိန်းချုပ်ထားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်လိုအပ်တာနဲ့လိုချင်တာကိုမခွဲခြားနိုင်ဘူးဆိုရင်တော့မလိုအပ်တဲ့သုံးနှုန်းတွေစပြီးဖြစ်ပါတယ်အဲ့ဒီတော့ဒီအချက်ပဲကိုယ့်ဘဝရဲ့ငွေရေးကြေးကြီးပြဿနာကိုဖြစ်စေတာပါနံပါတ်၂ချက်ကတော့ဘဝကိုအကျွေးရှိအောင်လုပ်ချင်းတင်အကျွေးများလောင်လောက်တိုင်းဟာလေတင်ငွေရေးကြေးရေးအဆင့်တန်းကိုတဖြည်းဖြည်းနှိမ့်ကြအောင်စုပ်ယူနေတာပဲ credit အကျွေး ကတခုခုအကျွေးအပြင်းအကျွေးအရေးကြပေးချေခြင်းအကျွေးစသဖြင့်လေဒီအကျွေးတွေကိုတိဆောက်ချင်းရတော့အမြဲတမ်းထွက်ငွေလမ်းကြောင်းတစ်တွေကိုတိဆောက်တာနဲ့အတူတူပဲအဲ့ဒီတော့ဒီချက်တွေကအသိဉာဏ်ရေးချေငွေရေးအပိုင်းကိုလည်းအကျိုးသက်ရောက်မှုများစွာပေးနိုင်မှာပါနံပါတ်3ကတော့ငွေရေးကြီးကြီးအပိုင်းအသေးစိတ်မထိန်းတတ်ခြင်းဝင်ငွေထွက်ငွေစရင်မလုပ်ခြင်းအကျွေးဆက်ရမယ့်ရက်အတိကျမလုပ်ခြင်းငွေရေးကြီးကြီးအပိုင်းမှာကိုယ့်အကျိုးကိုမသိခြင်းငွေရေးကြီးကြီးစာရွက်စာတမ်းတွေကိုစနစ်တကျမထိန်းသိမ်းနိုင်ခြင်း ဒီလိုမျိုးအကြောင်းအရာသေးသေးလေးတွေရပဲလူအများစုရဲ့ဘတ်ဂျက်ဆိုတဲ့ငွေရေးကြီးကြီးပြဿနာကိုရှိအောင်လုပ်တာဖြစ်ပါတယ်။ဒါကြောင့်လဲဒီလိုအရာတွေကိုကိုယ့်ဘဝရဲ့ဝင်ရောက်မနှောက်ယှက်နိုင်အောင်ကိုယ့်ရဲ့ငွေရေးကြီးကြီးစနစ်ကိုလည်းစနစ်တကျထိန်းသိမ်းပါ။နံပါတ်၄ချက်ကတော့အပေါငွေအလုံးငွေကိုဘယ်တော့မှပလန်မချခြင်းငွေရေးကြီးကြီးပလန်မချတဲ့ခြင်းအနာဂတ်သုံးရမယ့်ငွေကိုကြိုတင်မစင်းစားတာကလည်းကိုယ့်ဘဝရဲ့အရေးပေါ်ကိစ္စတွေကိုအမြဲတမ်းကြုံစေရပါတယ်။ငွေရေးကြီးကြီးဘက်မှလည်းဒီအရင်သုံးခုရှိတယ်။ဝင်ငွေထွက်ငွေအရင် ငွေကြေးရေးအခြေအနေအရင်ငွေကြေးရေးစည်းရင်းစရာအရင်တွေကကို့မှာရှိတယ်ဆိုရင်အတိတယ်ဆိုရင်လေဘဝကိုဒီထက်ပိုပြီးလွယ်အောင်လုပ်နိုင်ပါတယ်။နံပါတ်5ချက်ကတော့စုငွေကိုအထင်သေးခြင်းအစုငွေရဲ့အဓိကအရေးကြီးတဲ့အကြောင်းရင်းကတော့ငွေကြေးရေးဝရိယပါပဲ။ဒါကြောင့်လဲငွေကြေးရေးအရေးအတွက်အသေးလေးကိုအထင်သေးခြင်းနဲ့စုငွေကိုနောက်ရက်တည်စီကိုတွန်းထုတ်တဲ့သူကသူ့ဘဝမှာအနာဂတ်ငွေကြေးရေးအောင်မြင်မှုကိုမရောက်နိုင်တဲ့ရက်စီကိုတွန်းထုတ်တာနဲ့တူတူပဲ။နံပါတ်6ချက်ကတော့ပန်းနိုင်မရှိတဲ့ဘဝကိုလက်ခံတယ် န်းနိုင်မရှိတဲ့ဘဝအတန်လိုက်အိမ်မြောင်မရှိတဲ့တင်းမောင်းနဲ့တူတူပဲဘဝအစိပ်ပိုင်းတိုင်းမှာငွေကြေးထိန်းချုပ်ရေးလေးနဲ့ပန်းနိုင်ရောက်ဖို့လမ်းကြောင်းလေးတွေရှိတင်ပါတယ်ကိုလိုချင်တဲ့ငွေရေးကြေးရေးပိုင်ဆိုင်နိုင်မှုအတွက်ပန်းနိုင်အရင်ရှိရမယ်နောက်ဆုံးချက်ကတော့ငွေရေးကြေးရေးပိုင်းဗဟုသုတတွေကိုအလေးမပေးဘူးငွေရလဲငွေရေးကြေးရေးပြဿနာကိုဘယ်တော့မှမဖြေရှင်းပေးနိုင်ဘူး။ဒါပေမဲ့ငွေရေးကြေးရေးပြဿနာကပဲပြဿနာကိုဖြေရှင်းပေးတာဖြစ်ပါလေ။ဒါကြောင့်ငွေရေးကြေးရေးဘိုင်းမှာတိုးတက်ခြင်းနဲ့ဆိုရင် ငွေရေးကြေးပိုင်းဘုသူတာတွေကိုရှာဖွေပါဝင်ငွေရှာပါဝင်ငွေထွက်ငွေကို control လုပ်ပါငွေစုပါပြီးရင်အရင်ညီလုပ်ပါဒီနေ့ကစဒီခုနှစ်ချက်ထဲမှာတင့်အကျင့်ရှိနေပါသလားရှိတယ်ဆိုရင်တော့လေမှတ်ထားလိုက်ပါမူရင်းရေးသားသူအားကျွန်တော်တို့ channel ကနေလေးစားစွာဖြင့် credit ပေးပါရခင်ဗျာ